find the following revolution generated by revolving the upper head အပေါ်ပိုင်းတဝက်ပေါ့နော် follow a revolution ကိုမေးပါတယ်အဲ့ဒီမှာဒီ circuit equation လေးပေးထားတယ်ပေါ့နော် a square plus y square equal r square ဆိုတော့ဒီ circuit ရဲ့ upper half အပေါ်ပိုင်းတဝက်ကို revolve လုပ်လိုက်တဲ့အခါမှာရလာမယ့် follow a revolution ကဘယ်လောက်လဲတဲ့နော် revolving လုပ်မယ့် axis ကတော့ axis ပုံမှာမူတည်ပြီးတော့လုပ်မယ်ပေါ့နော်ကဲဟုတ်ပြီအဲ့တော့ဆရာမဒါလေးက ဆရာကြီးဒေါက်တာအောင်ကျော်ကပုံလေးထည့်ဆွဲပြီးတော့တက်ပြထားပါတယ်ဆရာမတို့ဖတ်ဆောင်ထဲမှာဆိုလို့ရှိရင်လည်းဒီမှာလည်းပုံလေးတွေပါတယ်ပေါ့နော် graph ပုံလေးတွေဆွဲပြတဲ့အတွက်ကြောင့်ငါမတ်တန်ပုံစံလည်းဖြစ်နေတော့ပုံစံလေးကိုပုံလေးဆွဲတာအဆင်ပြေပါတယ်အဲ့တော့ဆက်ဝိုင်းလေးဆွဲလိုက်တယ်ဒီဆက်ဝိုင်းရဲ့ equation က square plus y square equal r square ဆိုတော့ radius ကိုနှစ်ထပ်တင်ထားတာ vertex ကဘယ်မှာရှိမှာလဲ center ဘဟုအမှတ်က h - k က0.0မှာရှိမယ်ဆိုတော့ဒါလေးက0 နော် r ဆိုတော့ဒီဘက်က -r ဒီဘက်က radius က r တန်းမိုးပဲအနည်းငယ်ပဲထားထားတာဆိုတော့ဒီဘက်က r ပေါ့နော်ဒါ axis ဒါက y axis အဲ့တော့သူမေးတာက upper half ဆိုတော့အပေါ်ပိုင်းကိုပဲကိုကိုမေးတယ်ဆိုတော့ဒီဘက်ဒီအပိုင်းရဲ့နော်ဒီအပေါ်ပိုင်းရဲ့ဘာကိုရှာခိုင်းတာလဲဆိုတော့ volume of revolution ကိုတွက်ခိုင်းတာဟုတ်ပြီနော်ကဲဟုတ်ပြီအဲ့တော့ဆရာမတို့က volon revolution စပြီးတော့တွက်ပါမယ်ဒီပုံစံလေးပေါ့เนาะအဲ့တော့ပုံသင်နည်းကတော့ तू က x2 y2 r2 နဲ့ပဲပြောထားတာ equation ကတော့ equation အ x2 y2 r2 နဲ့ပေးထားတယ်အဲ့တော့ဆရာမတို့ volume of revolution ကိုရှာမယ်ဆိုရင် volume of revolution ပုံသင်နည်းလေးသတိရဖို့လိုတယ် revolving revolution နေပါတယ်ပိုင်းပါမယ် integral a to b ကိုသွားမယ် function for a ကို the whole square တင်နေပေါ့နော်တခုတည်းပဲဒီမှာလည်းပုံစံ function ကလည်းတခုတည်းပဲ equation တခုတည်းပဲဒါပေမဲ့အဲ့ဒီ function ဒီ f for a ဆိုတဲ့ function ဒီ y ဖြစ်ရမယ်ပေါ့နော် y equal to ဖြစ်ရမယ်အဲ့တော့ဆရာမဒီကနေ y equal to ထုတ်ဖို့လိုသွားပြီအရင်ဆုံးပေါ့နော်အဲ့အတွက် y တန်ဖို့ထုတ်ပြီးတော့ရှာပါမယ်။ဒါကြောင့်မို့လို့ a2 + y2 = r2 ကနေပြီးတော့မှ ဆင်မဝိုင်းထုတ်ချင်တာမို့လို့ a square ကိုဟိုဘက်ကိုပို့လိုက်တော့- a square လိုချင်တာဒီ wine ဆိုတော့ square root of r square - a square အဲဒီလိုလေးရပါမယ်အဲ့ဒီတော့ volume of revolution စတွက်လို့ရပါပြီ wine function လည်းရပြီဆိုတော့အဲ့တော့ volume of revolution limit ကရှာပြနေစရာမလိုတော့ဘူးဘာလို့လဲဆိုတော့ဒီမှာ radius r ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာ minus r ဒီမှာ r ဆိုတာလေဆရာမတို့ပုံလေးလေးထည့်ဆွဲထားပြီးဖြစ်တဲ့အတွက်ကြောင့် limit ကိုရှာပြနေစရာမလိုတော့ပါဘူးအဲ့အတွက်ကြောင့် volume of revolution ပုံစံဒီမှာ limit တန်းပြီးတော့ထည့်ပါမယ် a နေရာမှာဘာထည့်မှလဲဆိုတော့ minus r ထည့်မယ် upper limit က r ကိုသွားပါမယ် function the square root of r square minus a square ကို the whole square တင်ရပါမယ် dh အဲ the whole square တင်လိုက်တော့ root ကကျေသွားတယ်ဒါကြောင့်မို့လို့ minus r to r ကိုသွားမယ် r square minus h square dh r ဆိုရဲ့ r ဆိုရဲ့တန်ဖိုး radius တန်ဖိုး d constant ပါဒါကြောင့်မို့လို့ဆရာမဒါမဆက်မှာဆိုလို့ဘေးနားမှာတွက်လိုက်မယ်နော် constant မို့လို့ r square ဒီ constant အဲ့အတွက်ကြောင့် r square r square ပဲအဲ့ဒါကို x နဲ့ integrate လုပ်တော့ x လေးပါလာမယ် minus နောက်က x2 divided by 3 unit က upper limit က r lower limit က minus r အဲ့ဒါကို unit တွင်းပါမယ်အရှိကြီးမဆက်နေမှာဆိုလို့ဒီအရှိကိုထုတ်ထွက်လိုက်ပြီ by unit တွင်းပြီး r square က constant ပဲ x နေရာမှာ upper limit တွင်းတော့ r minus x နေရာမှာ upper limit တွင်းနဲ့ r ပဲ3ဒါက upper limit တွင်းထားတာပါ minus lower limit တွင်းပါမယ် အစီအမား lower limit minus r သွင်းမယ်ဒီနေရာမှာ minus r သွင်းမယ် minus r နဲ့ r square နဲ့ဆိုတော့ minus r ကျူဒီမှာအရှိမအနှုတ်ရှိတော့ plus r ကျူဖြစ်သွားပြီပြီးရင်အဲ့ဒီအနှုတ်နဲ့ဒီအနှုတ်နဲ့တွေ့တော့လေအပေါင်းဖြစ်မယ်ခဏအပေါင်းလေးခဏရေးမယ်ဒီမှာ minus r လေးထည့်တယ် minus r ကို the whole ကျူတင်တာမို့လို့အနှုတ်ပြန်ထွက်လာမယ်ဒါကြောင့်မို့လို့အဲ့ဒီအဖြေဒီအနှုတ်ပါအဲ့တော့လက္ခဏာလေးတွေသတိထားဖို့လိုပါတယ် အပါလိမစ်သွင်းပြီးလက္ခဏာဒီအနှုတ်ဝင်ရတယ်အဲ့ဒါပြီးတော့မှ limit သွင်းတာဆိုတော့သွင်းတဲ့ limit ပေါ်မူတည်ပြီးအပေါင်းအနှုတ်သတိထားပေးပါအဲ့တော့ r2 divided by 3အဲ့ဒီလိုလေးရပါမယ်ဒါအပါလိမစ်လည်းသွင်းထားတယ် lower limit လည်းသွင်းပြီးသွားပြီအဲ့တော့ pi ဒါကိုရှင်းလိုက်တော့ r2 ပေါ့နော် r2 နဲ့ r နဲ့ဆိုတော့ r2 minus r2 divided by 3ဒီက r2 နဲ့ဒီမှာ r2 နဲ့ဆိုတော့ 2r2 ဖြစ်သွားပြီဒီက r2 တပိုက်တစ်ပိုင်3နဲ့ r cube တပိုက်တစ်ပိုင်3နဲ့ဆိုတော့သူလည်းအဲ့လိုပဲ2 over 3 r cube ဖြစ်သွားပြီเนาะနှစ်ခုနှစ်ခုစီလက္ခဏာလည်းတူတဲ့အတွက်ကြောင့်မို့လို့ဒီလိုလေးရသွားပြီเนาะအဲ့ဒါကိုမှဆက်ပြီးတော့ r cube r cube တူတူပဲဆိုတော့ရှေ့က2နဲ့2 minus 2 over 3ဆိုတော့ answer လေးက4 over 3 r cube ရမယ်ပိုင်လေးပါအောင်မယ် calculator ကိုပိုင်ထည့်နေလို့မရပါဘူးအဲ့ဒီတော့အဖြေက4 over 3 pi r cube အဲ့ဒီမှာဒီပုံစံလေးရဲ့တော့ကိုဒီပုံလေးဆွဲပေးတာတော့ပို့ပြီးတော့ကောင်းပါတယ်အမှတ် short မခံရနိုင်ချေမရှိတော့ဘူးပေါ့နော်ပြီးရင်ဆ iam ကဒီမှာ limit interval ကို minus r ကနေ r ကိုဘယ်လိုရသွားလဲဆိုတာကိုတွက်မပြထားပါဘူး။ဘာကြောင့်လဲဆိုတော့ဒီမှာရှိတဲ့ circle ရဲ့ limit ဒီ minus radius က r ဖြစ်တဲ့တရားမလို့ minus r ကနေ r ကိုသွားမယ်ဆိုတာတည်ထားပြီးသားမလို့ပုံလေးပြီးဆွဲလိုက်ရင်တော့ပို့ပြီးတော့ကောင်းပါတယ်ပြေဆုံးပါတယ်နော်။အဲ့တော့ number 18 use the washer method ကိုသုံးပါတဲ့။ ဆိုတော့မော်ရှာမတ်တပ်နဲ့တွက်တဲ့ volunteer revolution ပုံစံတွေကဘာမှထရီထူးထူးထူးခြားသွားတာတော့မရှိဘူး။ဘာပဲกว่าလဲဆိုတော့ fashion နှစ်ခုဖြစ်သွားတယ်เนาะဒီမှာ page ကပေးထားတယ် y = a² y = 4x - a² เนาะ fashion တစ်ခုကို f4x တားရင်နောက်တစ်ခုက gox ပေါ့အဲဒီကနေမှဘယ် function ကအပေါ်မှာရှိလဲအပေါ်မှာရှိတဲ့ function တွေကနေ out lower မှာရှိတဲ့ function ကိုနှုတ်ပြီးတော့ရှာပေးလိုက်ရင်ရပြီ။ပုံမှန်ပုံသင်နည်းက volunteer revolution ပုံသင်နည်းကဘာဖြစ်လဲဆိုတော့ ဆရာမတို့ပိုင်ပါတယ် limit က a ကနေ b ကိုသွားမယ် function တစ်ခုတည်းကိုနှစ်ထပ်တင်တယ်အခုကျတော့ function တစ်ခုဖြစ်သွားတဲ့ကြောင့် f of x ကိုနှစ်ထပ်တင်တယ်အနှုတ် g of x ကိုနှစ်ထပ်တင်မယ်เนาะဒါလေးပဲကြွားပါတယ် okay အဲ့ခါကျတော့ limit ရှိလားရှာပြီးသွားပြီလားကြည့်ဖို့လိုတယ်ပုံစံမှာ limit ကမပေးထားဘူးတစ်ခုက graph က curve ကတစ်ခုက a square တခုကကြတော့ 4x minus a square ဒီမှာနှစ်ပုံရှိတယ်အစိမ်းရောင်နဲ့ဆွဲထားတဲ့ပုံရင်အပြာရောင်နဲ့ဆွဲထားတဲ့ပုံရင်ဘယ်သူကအပြာရောင်ဖြစ်မလဲဆိုတော့ဆရာမတို့ a square ရှိရနှုတ်ပါနေတဲ့အကြောင်းဒါဒီ open down ပါ a square ဒါကတော့ဆိုတော့ open up ဒါကြောင့်မို့လို့အစိမ်းအယောင် function လေးဒီ y = x² function အပြာရောင် function က y = 4x - x² function ပါပုံမှန်ဆိုရင်တို့ရဲ့ intersection point ဒီ x တန်မို့0 y တန်မို့2ပါဒါပေမဲ့ဆီယမ်မအဲ့ဒါလေးကိုတွက်ပြရမှာပါဆီယမ်မအဲ့ဒီရဲ့ဒီ volume ကိုလိုချင်တာပေါ့နော်ဒီကောင်ဒီ volume ကိုမှ washer method ကိုသုံးပြီးတော့တွက်ချင်တာ revolving ကဟုတ်ပြီအဲ့ခါကျတော့ဘာလုပ်ရမှာလဲဆိုတော့ပထမဆုံးအရင်ရှာဖို့အတွက်က ျွန်တော်ဒါလေးရင်ရေးလိုက်မယ်ပေါ့နော် y a ရဲ့ and y 4a a အဲ့ဒါလေးကို to find နော်ဆရာမအရှိမရေးတယ်4ဆိုပြီးရေးတယ်အတူတူပါပဲဘာသာမှာလည်း x coordinate အမှတ် x coordinate of the intersection point intersection ဖြတ်မှတ်တွေရဲ့ x coordinate အမှတ်တွေကိုဆရာမတို့ရှာပါမယ်အဲ့တော့ဘာလို့ရမလဲပေးညီရပါမယ်ဘသူ့ကိုလဲ y equal to x square ကို y equal to 4x minus x square နဲ့ပေးညီမယ်ဒါကြောင့် x square equal 4x minus x square နော် minus x square ဒီဘက်ကိုလာတော့ 2x square 4x ဒီဘက်ကိုလာတော့ -4x = 0 2x လေးပုံထုတ်လိုက်တော့ရှေ့မှာကျန်တာ x နောက်မှာကျန်တာ2ပုံထုတ်ထားတဲ့အတွက်ကြောင့်2ပဲကျန်တယ် equal 0ဒါကြောင့် x tan mod ဒီ0ရယ်2ရယ်ဆိုပြီးတော့ limit ကလေးထွက်လာပြီတကူက x tan mod 0တကူက x tan mod 2ပါအဲ့တော့ဒီ function တစ်ခုမှာကရောဘယ်သူက upper function ဖြစ်လဲဆိုတာလေးကို ပုံလေးလဲဆွဲပြထားရင်တော့ပိုကောင်းတာပေါ့เนาะပုံလေးဆွဲပြပြီးတော့ပုံကလဲဆွမ်းနာပြသလိုပဲအကြံမြင်လေးဒါလေး upper function ဖြစ်တဲ့ကြောင့်အပေါ်ကို open to the app လုပ်တယ် lower out function open down minus ဖြစ်တဲ့ကြောင့်လို့အောက်ကို open down ဆွဲလိုက်ရုံပဲဒါ upper function ပြောချင်တာမဟုတ် x square ရှိမှအပေါင်းဖြစ်တဲ့ကြောင့် open up ပုံဆွဲမယ် x square ရှိမှအနှုတ်ဖြစ်တဲ့ကြောင့် open down လေးဆွဲလိုက်တယ်စုံတဲ့ limit ဒီ0.2 intersection point ဆိုတော့အဲ့တော့0မှာသူတို့နှစ်ခုဖြတ်တယ်ပေါ့အဲ့ဒီလိုလေးဆွဲလိုက်ရင်ရပြီအဲ့ဒီတော့ပုံအရလို့ရေးလဲရတယ်ဒါမှမဟုတ်ရင်ဆရာမတို့ limit တွင်းကြည့်လဲရတယ် နော် အကြမ်းလေးမှာ limit သွင်းပြီးတော့မှဘယ်သူကကြီးရလဲဆိုရင် 4x - 8 square ကပို့ပြီးတော့မှကြီးတယ်ဘယ်သူထက်လဲဆိုရင် a square ထက်ဘယ်အခါမှကြီးတာလဲ1 0 less than equal a less than equal 2မှကြီးတာအဲဒါလေးရေးပေးလိုက်မယ်ဒါဆိုရင်ရပြီဆရာမတို့ဘယ်တဲ့ကဘယ်ကိုနှုတ်မှလဲဆိုတော့ 4x - 8 square ထဲကနေ a square function ကိုနှုတ်မယ် volume of revolution ဒီ f for a the whole square minus g of a the whole square ဆိုတော့ဒီ function ကိုလည်းနှစ်ထပ်တင်မယ်ဒီ function ကိုလည်းနှစ်ထပ်တင်ပြီးတော့ integration လုပ်လိုက်လို့ရှိရင်ရပါပြီ။ကဲဟုတ်ပြီ error volume or revolution above function ပိုင်ပါမယ်နော် revolution ဆိုတော့ပိုင်ပါတယ်။သူက limit ကဆန္ဒရှာလိုက်တယ်0 to 2ပါ upper function ကဘာတူလဲဆိုတော့ 4a minus a square အဲ့ဒါကိုနှစ်ထပ်တင်တယ် the whole square minus lower function ကဘာတူလဲဆိုတော့ a square သူ့ကိုလည်းနှစ်ထပ်တင်မယ် dx ပေါ့နော်ဒီလိုလေးရပါမယ်အဲ့တော့ဆရာမဒါလေးကိုဝင်ပြီးတော့ integrate မလုပ်ခင်မှာဖြန့်ပါမယ် 4x ရှေ့ကိန်းကိုနှစ်ထပ်တင်တယ်လေးကိုနှစ်ထပ်တင်တော့16 16a square နောက်ကိန်းက a square နှစ်ထပ်တင်တော့ a to the power 4ရှေ့နဲ့နောက်နဲ့မြှောက်လိုက်တာက 4a cube နှစ်ဆဆိုတော့ ၄နဲ့၄ရှိဆိုတော့882ဒါကအမြဲတမ်းအပေါင်းဒါကဂွင်းနေရလက္ခဏာနောက်ကဟာ session မှာ minus 8 to the power ဝင်မြောက်လိုက်တော့4အဲ့ဒါကြီးတစ်ခုလုံးကြီးကိုဆရာမတို့ဘာလုပ်ရမှာလဲ integrate လုပ်ရမယ် equal pi ဒါလေးကို session လိုက်တော့ plus 8 to the power 4နဲ့ minus 8 to the power 4နဲ့ကြည်သွားတဲ့အတွက်ကြံခဲ့မှာဒီ 16x2 minus 88 88 cube ပဲကြံနေ နော်ဒါလေးဆရာမတစ်ခေါက်ထပ်ပြီးတော့ရေးလိုက်ပါတယ်ဒါကို integrate လုပ်ပါမယ်ပိုင်းရပိုင်းမယ်နော်ဒါ x2 ကို integrate လုပ်တော့16က16ရ16ပဲ x2 ကို integrate လုပ်တော့ x2 divided by 3 minus 8က8ပဲခဏ constant ထားမယ် x2 ကို integrate လုပ်တော့ x2 the power 4 divided by 4အဲ့ဒါကြီးကိုမှဆရာမ limit သွင်းရမယ် limit သွင်းရမှာမို့လို့ဘာလုပ်ရမလဲဆိုရင်၄တော့ သုံးပါမယ်။ဒါကြောင့်ဒါလေးကို၄တောင်လေးရေးမယ်။022 2 2အဲ့တော့ဆရာမခြေလို့ရတာလေးအရင်ခြေပြီးမှအစာသွင်းပါမယ်။လေးတက်လီလေးလေးနယ်လီရှစ်ဆိုတော့ဒူးချက်နဲ့16နဲ့3နဲ့ကခြေလို့မရတဲ့ကြောင့်ဆရာမထားထားပြီးတော့အတွင်းပါပြီ။ pi upper 16 over 3 ya constant upper limit တွင်တော့2ချု minus ဒီမှာလဲ upper limit တွင်တော့2 a 2ပဲ upper limit တွင်တော့2 2 the power 4 ပြီးရင်နှုတ်မယ် lower limit အတွင်းတော့0ပဲရမယ်အဲ့ဒီတော့ပိုင်းရပိုင်းမယ်နှစ်သုံးဓာတ်က8 8နဲ့16နဲ့ဆိုတော့128 divided by 3 minus နှစ်လေးဓာတ်က16 16နှစ်လီ32အဲ့ဒီလေးရမယ်ဒါကိုဆက်ရှင်းလိုက်တော့ answer က32 divided by 3ရှေ့ဆုံးကပိုင်နဲ့ပိုင်ကိုထည့်မနေပါနဲ့ miss number ဖွဲ့မယ်30လီ32နဲ့မြောက်တော့32 ပုံစံနှစ်အဲ့တော့10 2 over 3 pi unit ကျပါကဲနောက်တစ်ပုတ်သွားပါမယ် by using washer method washer method ကိုသုံးပြီးတော့ဒီတစ်ခါလဲ washer method ပဲဆိုတော့ function နှစ်ခုဖြစ်နေမယ်ပေါ့နော်ပထမ function က y equal to square root of 2 25 minus a square ဒုတိယဟာက y equal to 3 ဒါလေးလည်းဆရာမပုံဆွဲပေးရပါမယ်အဲ့တော့အဲဒီမှာစီမီစာကဲလို့ပြောရတဲ့အကြောင်းဆရာမစာကဲတဝက်ပဲဆွဲတယ် y ဝင်းကွယ်တူ square root of 25 minus a square ဆိုတော့ function ကိုပေးထားပြီးသားဒါကိုစွမ်းနာတော့တွက်တဲ့ပုံစံလိုမျိုး function မပေးဘဲနဲ့လည်းအဲတွက်မယ်ဆိုရင်တွက်လို့ရတယ်ပေါ့နော် function မပေးဘဲနဲ့ဘယ်လိုပေးမလဲဆိုရင် a square plus y square equal 25ပေါ့အဲဒါမျိုးပေးလို့ရတယ်เนาะဒါဆိုရင်ဒါ25ဆိုတော့ r square ပေါ့ r square ဆိုတော့ r တန်ဖိုးဒီ plus or minus 5ဖြစ်တဲ့အတွက်ကြောင့်မလို့သူကဒါ minus 5ဒါက5เนาะဒါဒီ line ကြီးကဘာ line လဲဆို y equal to 3 line တင်ပါ the line y equal to 3 semi circle y equal to 3က y equal to 3နဲ့ semi circle ဖြစ်တော့ square root of 25 minus a square နဲ့ကိုဂျားရဲ့ သူ့ရဲ့ volume of revolution ဆိုတော့ဒါလေးကိုပဲကိုကိုမေးတာပါအောက်ထိမဟုတ်ပေါ့နော်ဒီမှာ x axis မြင်နေမဟုတ် y equal to 0နဲ့မဟုတ်ဘူး y equal to 3နဲ့ဒီက about the x axis ဆိုတာဒီ washer method volume of revolution လဲမှာ x axis ပေါ်မူတည်ပြီးလဲမယ်လို့ပြောချင်တာမဟုတ်လို့နော် okay အဲ့တော့အဲ့ပုံစံလေးကဒီပုံလေးကဆွဲပေးဆွဲပေးမှဖြစ်မယ်ပေါ့နော်ဆွဲပေးဖို့လိုပါတယ်အဲ့တော့ဒါလေးဆွဲပြီးတော့မှရှာတာပို့ပြီးတော့ တေးကြပါတယ်အမှတ်လျှော့မခံထိဖို့အတွက်ပေါ့နော်အဲ့တော့ဆရာမတို့ function နှစ်ခုဘလုံး revolution တွက်တဲ့အခါမှာ washer method ဆိုတော့ function နှစ်ခုပါပြီးအဲ့ဒီတော့ဘလုံး revolution ဆိုရင်ပိုင်ပါတယ် limit က a to b function နှစ်ခုတွက်ပထမ function upper function f for h the whole square minus lower function g of h the whole square dx အဲ့ဒီလိုလေး integrate လုပ်ပါတယ်အဲ့တော့အခုဒီမှာလဲအတိုင်းပဲတွက်ရမယ်ပေါ့နော်အဲ့လိုပုံစံလေးနဲ့ထည့်တွက်မယ် ် limit တိပြီလားဆရာမတို့နော် limit တိပြီလားနော်ဆရာမဒီမှာ minus 5 5တိပြီပဲဆိုတန်းလို့လို့မရအောင်ဆရာမတို့ဒီမှာ y equal to 3ဖြတ်လိုက်တဲ့ကြောင့်ဒီနေရာရဲ့ x tan ဘိုးကဘာလောက်လဲဆိုတာမသိနိုင်တော့နော်အဲ့လိုပဲဒီနေရာရဲ့ x tan ဘိုးကလည်းဘလောက်လဲဆိုတာမသိနိုင်တော့နော်ဆရာမပုံလေးရတကယ်တော့ scale လေးနည်းနည်းလေးကွာနေတယ်လို့ဖြစ်တယ်တကယ်တမ်းဒီမှာ x tan ဘိုးထပ်ရှာမှာပေါ့နော်အဲဒီနေရာရဲ့ x tan ဘိုးဒီနေရာရဲ့ x tan ဘိုး point of intersection ရှာဖို့လိုတယ်ဒါကြောင့်မို့လို့ ဆင်မစာလေးရေးမယ် to find เนาะအရင်ဆုံးတော့ဒါလေးအရင်ရေးရမှာပေါ့เนาะ y equal to square root of 25 minus a square နဲ့နောက်တစ်ခါ y equal to 3နဲ့ဒါလေးကိုအရင်ရေးပေးမယ်เนาะပုံလေးမှာလဲကိုကပို့ပြီးတော့มาပြည့်စုံခြင်းဒီ graph ဒီ y equal to square root of 25 minus a square ဒါလေးက y equal to 3လေး to find x coordinate x coordinate တန်ဖိုးကိုရှာပါမယ် of အဓိရလဲဆိုတော့ intersection point ရဲ့နော်ဖုန်းနဲ့ရေးလဲရတယ်ဒူဖိုင်းနဲ့ရေးလဲရတယ်ကြိုက်တယ်လို့ရေးပါရှာဖို့အတွက်ကဲဆရာမတို့ညီချရမယ်ဆိုတော့ square root of 25 minus 8 square 3ဆိုပြီးတော့ညီလိုက်ပြီအဲ့တော့ဒီကောင်ကမလို့ခြင်းတော့ဒီ root ရဲ့ကတန်ဖို့မလို့ခြင်းတော့နှစ်ထပ်တင်တယ်အဲ့တော့25 minus 8 square ဒီဘက်ကိုလည်းနှစ်ထပ်တင်တော့သုံးနှစ်ထပ်က9 အဲ့တော့လိုချင်တာဒီ a square ဆိုသူ့ရှေ့ရဟာနှုတ်ဖြစ်နေတော့သူ့ကိုရွှေ့လိုက်တယ်သူ့ကိုရွှေ့တော့ကိုကဒီဘက်ကိုလာရွှေ့တော့25တဲ့ကကိုကိုနှုတ်ရမှာဖြစ်သွားပြီ16ဒါကြောင့် a square do plus or minus 4 do plus or minus 4အဲ့တော့ h demo plus or minus 4ရပြီဆိုတော့ volume of revolution ရှာလို့ရသွားပြီ volume of revolution equal by limit the minus 4 to 4ကိုသွားမယ် upper function graph က square root of 25 minus 8 square the whole square minus lower function က3နှစ်ထက်3 square dx ပေါ့ဒါက upper function f of x နောက်က3က g of expansion upper function ဒီဒီစဝိုင်းဒီ upper function ဖြစ်တဲ့ကြောင့်မလို့ square root of 25 minus 8 square တွေကနှုတ်ပေးရမယ်နေရာမဆက်မှလို့ဆိုလို့ဒီရှေ့လေးကရေးပြီး minus 424 root ပျောက်သွားပါပြီ25 8 2 3နဲ့ထက်က9ဆိုတော့ -9 equal ဒီမှာ dh အဲ့တော့ဒါလေးကို session တော့ပိုင်းရပိုင်းပဲ -4 24 25တဲ့က9ကိုနှုတ်တော့6ရတယ်အဲ့တော့16 8 2 dh နော် integrate လုပ်ပါပြီပိုင်းရပိုင်း integrate လုပ်ပြီဆိုတော့၄တောင် limit တွင်းမယ်16ကို integrate လုပ်တော့ 16x x square ကို integrate လုပ်တော့ h2 divided by 3 limit the upper function က4 lower function က minus 4ပိုင်းကပိုင်းမယ်ဒီမှာ limit ထည့်မယ်16 upper limit တွင်တော့4 minus 42 divided by 3ဒါ upper တွင်ပြီးသွားပြီ minus lower function တွင်မယ် minus 4တွင်တယ်16ကို minus 4တွင်တယ်အဲ့တော့ဒီကအနှုတ်နဲ့တွေ့တော့ plus ဖြစ်သွားမှာပေါ့နော်64 နောက်ကလည်းအဲ့လိုပဲ minus 4အတွင်းမှာ minus 4ကိုသုံးတက်တင်တာကအနှုတ်ထွက်လာမှာသုံးတက်ဆိုတော့အဲ့တော့အရှိကအနှုတ်နဲ့တွေ့တော့သူလည်းအပောင်းဖြစ်သွားမယ်ဒါပေမဲ့ upper function เนี่ยအနှုတ်လို့ပြောတဲ့အကြောင်းဒါကောင်ကတော့အနှုတ်ဖြစ်မယ်64 over 3သတိထားမယ်เนาะအဲ့ဒါလေးလက္ခဏာလေးတွေဆရာမတစ်ခေါက်ပြန်ပြောပါမယ်ဒီမှာ x ညာမှာ minus 4အတွင်းနဲ့ဒီကြောင့် minus 4 cube divided by 3 the minus 4 over 3 minus 4အဲ64ပေါ့နော် minus 64 over 3ရတယ်ဒီအရှိမအနှုတ် ရှိနေတဲ့အတွက်ကြောင့်အပေါင်းဖြစ်သွားတယ်ဒါပေမဲ့ဆရာမတို့ upper function တွင်းပြီးတော့နှုတ် lower function ဆိုတော့အဲ့နှုတ်ပြန်ပါမယ်ဆိုတော့ minus နော်အာကိုကိုကိုမတေချာဘူးဆိုရင်တဆင်ချင်းစီကိုဒီဒီတေချာလေးတွက်ပါမဟုတ်ဘဲရင် မဟုတ်ရင်နောက်ဆုံးအဖြေမှန်ထွက်လာမှာမဟုတ်ဘူးပေါ့โอเคအဲ့တော့ဒါတို့ဆရာမကယ်ကူလေတာကိုပဲအသုံးချ ချလိုက်တော့မယ်ပေါ့နော်ကာကူလေတာပဲတန်းပြီးတော့နှိပ်လိုက်တော့မယ်ဆိုတော့အဖြေဒီ256 over 3 pi unit ju ဆိုတော့ကျွန်မဒီနာလေးမှာကပ်ရေးလိုက်မယ်နော်256 over 3 pi unit ju အဲ့တော့သူကဘာဖြစ်နေလဲဆိုရင် pi ဝေက pi pi j ထက်ပိုပြီးတော့ကြီးနေတဲ့အတွက်ကြောင့်ဘာလို့လို့ရလဲဆိုရင်ဆရာမတို့ miss number ပြောင်းလို့ရတယ်85 1 over 3 pi unit 2เนาะဒါဆရာမတို့နောက်ဆုံးရတဲ့အဖြေလေးပါ